တွေကတူမချက်ထားအောင်အဲ့ဒါမနေ့ကမှဒီမြေအိုးနဲ့ချက်တယ်အမေသားလည်းအတူတူပဲအဲ့လိုမျိုးပြီးလို့ရှိရင်ဒီမှာငါ6ချက်ပေါ့နော်အဲ့ဒါလည်းမျိုးနဲ့ပဲချက်ဟုတ်ငါ6ချက်ကတော့မျိုးနဲ့မချက်ဘူးငါးလေးโอเคဒီနေ့ကမရတာနောက်နေ့ကျမှဟိုပါပေါ့အညာဆိုတော့အညာဆိုင်ဆိုအညာဟင်းရတော့ပို့ရတာပေါ့ပြီးတော့ကွာအငွေလဲလုံတဲ့ခါကျတော့အိညာပေါ့စားတာတည်းကမတူဘူးပေါ့ပြီးတော့သူကအဲ့လိုအနံလေးရောက်အောင်မှုေးနေတာကြိုက်ကြတယ် စားလိုက်လို့ရှိရင်တော့ဒီမှာကျတော့မတူဘူးဟဲ့ဘလို့လေးလည်းမတူသူကမန္တလေးရောက်သွားသလိုပဲအဲ့လိုမျိုးစားတဲ့လူတွေအားပေါ့နော်အစားတဲ့လူတွေကလည်းစားလိုက်လို့ရှိရင်ဟာမန္တလေးကိုရောက်သွားသလိုပဲအမရဲ့အဲ့တော့ idea ရေးပေးကြတာပေါ့အမဖက်ကလေးနဲ့လို့အဲ့တည်းမလားအမဖက်ဖက်ကလေးကြတော့ဖက်ရဒီမှာရှားတယ်လေဝယ်ဖို့ကြတော့ပေါ့နော်အဲ့လိုမျိုး ဝတ်သားကြတော့မှရဒီဟိုဘယ်လိုခေါ်မလဲအခုဒါကြရသလိုရှိရင်မြေအိုးနဲ့ချက်တဲ့အတွက်ကြောင့်ပေါ့နော်သူကကြတော့သူပို့ပြီးတော့ဒီဒန်အိုးတွေတဲအိုးတွေကြောင့်ပေါ့နူးလွယ်တာပေါ့ပို့ပြီးတော့အိတာပေါ့နော်စားရတာဒီအားကြတော့အာအိုင်ဒီယာရွာတာကတော့ဒီရောက်ခမချက်ကျွေးရပေါ့ရောက်ခမချက်ကျွေးရဲ့အဲအညာတွေပါသွားလို့ရှိရင်ရောက်ခမနေပြီးတော့ဒီမြေအိုးနဲ့ပဲချက်တာပေါ့နော်အဲချက်တဲ့အခါကျတော့ကိုကအဲ့ဒီဟာလေးကိုစမ်းပြီးတော့ဒီမှာရောင်းမယ်ဆိုပြီးတော့ရောင်းလိုက်တာအညာမြေအညာမြေ ဟာဖွင့်ထားတာကဟိုအလောက်ပဲရှိအောင်မယ်3လလောက်ပဲရှိအောင်မယ်ပထမတော့လေဒီညီမတို့ပုံမှန်ကတော့ဒီအညာကဝက်တနီချက်ကတော့အနစ်မပအောင်ရဲရဲလေးပေါ့နော်အခုကျတော့ရန်ကုန်ကလူတွေကျတော့အဲ့တော့အနစ်အနစ်အနစ်တွေပဲမေးတယ်ပေါ့နော်ဒါပေမဲ့အရာသာတော့အတူတူပဲရွာကညီမတို့ကကျတော့ရွာပစ္စည်းပေါ့ကြာညို့ဒီကကြောင်ရမချက်တတ်ဘူးအဲ့လိုပေါ့စကိုင်းတိုင်းရေဦးကအဲ့ဒီရဲ့ကြာညို့ကိုယူပြီးတော့ညီမတို့ကချက်တာပေါ့အဲ့ဒီအတိုင်းရေပြီးတော့ဒီမြေအိုး ဟာဆိုတော့ရွာဟာနဲ့တစ်ထက်သေးပဲပေါ့ဒံအိုးနဲ့ကြတော့ဟောဘယ်လိုကောင်းလဲဒံအိုးနဲ့ကြတော့သူကရေးတဲ့မြ мян နူးတာပေါ့နော်မြ мян ဟိုထည့်ရတာပေါ့ခဏခဏထည့်ရတယ်ဒါလေးကြတော့တရေလောက်ထည့်ပြီးတော့နူးနေရနူးပြီးတော့ကွာအငွေလဲလုံတဲ့ခါကျတော့အိညာပေါ့စားတာတည်းကမတူဘူးပေါ့ပြီးတော့သူကအဲ့လိုအနံလေးရောက်အောင်မှုန်းနေတာအော်အရင်ဆုံးဟိုပါပေါ့ဘယ်လိုလဲဆိုတော့အရင်ဆုံးနေထားတာပေါ့ပြီးတော့သူကအဲ့လိုဒီမှာရန်ကုန်မှာဆိုရင်ကွာဟိုဘယ်လိုကောင်းလဲရေခဲလိုက်တာညားတယ်ကွာအဲ့ဒါညီမကကြတော့ကျိုးမွေထောင်း မနဲ့မှသွားတယ်အဲမနဲ့မနဲ့ကိုမနဲ့ဆောသွားတာပေါ့နော်တနေ့တစ်ခါတနေ့ဝယ်ပြီးချက်တယ်ပေါ့ဒီနေ့ကဝယ်ပြီးချက်တယ်အဲ့တော့ရေခဲရိုက်နေသွားတာပေါ့အဲ့လိုပေါ့နည်းလည်းလက်တဲ့အသားကိုပို့ရတာပေါ့နော်အပင်မန်းတော့နည်းနည်းတော့ပင်မန်းတာပေါ့ညတည်းကကျူမချက်ထားအောင်အဲ့ဒါမနဲ့ကြမှာဒီမြေအိုးနဲ့ချက်တယ်အမဲသားလည်းအတူတူပဲအဲ့လိုမျိုးပြီးလို့ရှိရင်ဒီမှာငါ၆ချက်ပေါ့နော်အော်ငါ၆ချက်ကတော့မျိုးနဲ့မချက်ဘူးငါးလေးအိုကဲဒီနေ့ကမရတာ။နောက်နေ့ကျမှဟိုပါပေါ့အညာဆိုတော့အညာဆိုင်ဆိုအညာဟင်းရတော့ပို့ရတာပေါ့။ တိုက်ကြတယ်စားလိုက်လို့ရှိရင်တော့ဒီမှာကျတော့မတူဘူးအဲဘလို့လေးလည်းမတူဘူးသူကမန္တလေးရောက်သွားသလိုပဲအဲ့လိုမျိုးစားတဲ့လူတွေကပေါ့နော်အဲစားတဲ့လူတွေကလည်းစားလိုက်လို့ရှိရင်ဟာမန္တလေးကိုရောက်သွားသလိုပဲအမရဲ့အဲ့ဒါအိုင်ဒီယာရေးပေးကြတာပေါ့အမဖက်ကလေးနဲ့လို့အဲတည်မလားအမဖက်ဖက်ကလေးကြတော့ဖက်ရဒီမှာရှားရတယ်လေဝယ်ဖို့ကြတော့ပေါ့နော်အဲ့လိုဟာဆိုင်လိုက်စာအရှိရွှေကုန်တိုင်းလမ်းမကြီးအဲ ocean နဲ့ကက်ရပေါ့အောင်ချမ်းသာအိမ်ညာဟာဟိုပါပေါ့ပထမတပိတ်တာပေါ့ပုံအရင်တော့ဆိုတော့2000ဘိုးပေါ့ နှစ်တောင်မိုးစမ်းချက်တယ်အရင်ဆုံးစစချင်းဖွင့်တော့တောင်မိုးတောင်မိုးတောင်မိုးကနေပြီးတော့နောက်တဲ့နှစ်တောင်မိုးနှစ်တောင်မိုးကအခုတပိတ်တာတော့ချက်နိုင်နေပြီမာလေးဘုရားကြာတော့သူကနူးအီနာပေါ့နော်သူကပေါင်းတာလည်းမဟုတ်ဘူးဒီမျိုးနဲ့ဆိုတော့ပတားလေးကစားရတာနူးအီပါပေါ့နော်အဲ့လိုတပွဲကိုစိုက်မာစားရင်ခမင်းရဲ့အရန်ဟင်းတွေပါပြီးပါ ပါဆိုသမင်းစာကိုလူပြောက်ဝါပေါ့အပွဲဟိုတာဆိုလို့ရှိရင်သမင်းနဲ့စားမယ်ဆိုရင်4500သမင်းစာတွေပါဆယ်ဆိုလို့ရှိရင်3000ပါတယ်3500ဟာဟာ